ပြန်ပြန်ပြန်ဒဝေစကားမှာလာဆွဲတန်လာဆွဲတန်ဟာစကားရဲ့ထူးခြားတဲ့ဝိဒေသတစ်ခုဖြစ်ပါတယ်။မြေကိုမလီကျောင်းကိုကလွန်လို့လာဆွဲတန်ထည့်ပြောပါတယ်။ဒီလိုပါပဲဗမာစကားမှာသုံးတဲ့ပြန်နဲ့ပြန်ကိုဒဝေစကားမှာတော့ပြန်လို့သုံးကြပါတယ်။ဒဝေစကားမှာပြန်ပြန်နဲ့အတန်ထွက်စင်တာဒူတာမျိုးကို သုံးခဲလှပါတယ်။ ဒါပေမဲ့လုံးဝမသုံးတာမျိုးမဟုတ်ပါဘူး။ဥပမာဖုန်ကြီးပြန်ကိုတဝယ်စကားမှာဖုန်ကြီးပြန်လို့ထွက်ပြီး လာဆွဲတယ်မထဲပါဘူး။အခုတလောမှာတဝယ်စကားပြောသူတွေစီကပြန်ပြန်ဆိုတဲ့သဘောပါတဲ့စကားကို လာဆွဲတန်ပါတဲ့ဒဝေစကားကိုမသုံးမဲဗမာစကားအတန်အတိုင်းပြန်ပြန်ပဲသုံးလာတာခက်စိတ်စိတ်ကြာရပါတယ် ဗမာအိမ်မပြန်သေးဘူးလားပြန်မလာသေးဘူးလားတဝဲဤပြန်သေးရလားပြန်လာသေးရလားယခုကြားတော့တဝဲဤပြန်သေးရလားပြန်လာသေးရလားဘာသာစကားတွေရဲ့သဘောဟာ အမြဲပြောင်းလဲနေတတ်ပါတယ်ခေတ်ကာလအရဝဟာရသစ်တွေဘာသာစကားတွေပေါ်လာတတ်ပါတယ်မတူတဲ့ဘာသာစကားတွေစီကလွမ်းမမှုရှိတတ်တယ်လို့ဘာသာစကားချင်းချင်းအပြန်အလှန်ရောထွေးပြီးမွေးစားစကားလုံးတွေ ပုံဆက်ဆက်ကလုံးတွေပေါ်လာတတ်တာသဘောပဲဖြစ်ပါတယ်။ဒါပေသည်တဝဲစကားရဲ့ဝိသေသလာဆွဲတံပြောက်လာမှာတော့ဆိုမိပါတယ်။ဘာလို့ဆိုဘာသာစကားတစ်ခုဟာပြောကြတဲ့သူ ပြောဆိုသုံးဆွဲနေသူတွေမှာပဲရှင်းတာနိုင်လို့ပါ။ Non plus.